ယူကရိန်းစစ်ပွဲရပ်ဆိုင်းရေးအတွက်ထရမ့်နဲ့ပူတင်တို့ကြားဖုန်းဆက်စကားမပြောခင်မှာရုရှားကယူကရိန်းကိုစစ်ကာလတလျှောက်ပမာဏအကြီးမားဆုံး drone တိုက်ခိုက်မှုကြီးတစ်ခုလုပ်ဆောင်ခဲ့ပါတယ်။မေလ16ရက်နေ့တိုက်ခိုက်မှုကမြို့တော် KF အပအဝင်ယူကရိန်းနိုင်ငံအနှံ့က area တွေကိုပစ်မှတ်ထားခဲ့တာဖြစ်ပြီးထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းတို့ကြားအပြစ်အခက်ရပ်ဆိုင်းရေးအတွက်မေလ16ရက်နေ့မှာ American သမ္မတ Trump နဲ့ရုရှားသမ္မတပူတင်တို့ဖုန်းဆက်ဆွေးနွေးဖို့အစီအစဉ်ထားပေမဲ့ အဲ့ဒီမတိုင်ခင်တရက်မှာရုရှားကအခုလို drone တွေအုံနဲ့ကျင်းနဲ့အသုံးပြုပြီးတိုက်ခိုက်ခဲ့တာလို့ယူကရိန်းကဆွဆွဲပါတယ်။ယူကရိန်းလေတပ်ရဲ့အဆိုအရရုရှားဟာ drone စုစုပေါင်း283စီးကိုအသုံးပြုပြီး KF မြို့တော်နဲ့အနီးတစ်ဝိုက်ကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီ drone တွေထဲကမှ88စီးကိုတော့ပစ်ချနိုင်ခဲ့တယ်လို့ကြေညာတာပါ။ Trump ကသူဟာ Putin နဲ့ရောယူကရိန်းသမ္မတ Zelensky နဲ့ပါတိကျစီဖုန်းဆက်စကားပြောဖို့စီစဉ်ထားတယ်လို့အတည်ပြုပါတယ်။ ရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေဟာပြီးခဲ့တဲ့သတင်းပတ်ကုံကတူရကီမှာတွေ့ဆုံခဲ့ပါတယ်။နှစ်ဖက်ကြားအပြစ်ခတ်ရစဲရေးသဘောတူညီမှုမရခဲ့ပေမဲ့တစ်ဖက်စီကနေတုံ့ပန်တထောင်စီပြန်လွှတ်ပေးဖို့ကိုတော့ညှိနှိုင်းလက်ခံခဲ့ကြပါရဲ့ရှင်။